ဖားကန့်ဒေတာဆူတောင်းတောင်မှာ KIA စုဖွဲ့ပေးရလိုက်ပြီးသားပြီးလမ်းပိုက်များတွင်လည်းတိုက်ပွဲပြင်းထန်နေပါတယ်။ဖားကန့်မြို့ဦးတီလာသည့်လမ်းပိုက်များတွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ထိခိုက်မှုများနေသည်ဟုကချင်စစ်ရေးတရင်ပြင်းများကပြောပါတယ်။စစ်ကောင်စီတပ်သည်မိုးကောင်းကမိုင်းနှံရာလုံခင်ဖားကန့်လမ်းပိုက်နှင့်မြကြီးနားနမတိလက်ဝါတိုင်းဖားကန့်လမ်းတို့မှတဆင့်အင်အားများပြားဖြင့် AB 23ရက်ကစတင်ကဖားကံမျိုးတို့ဥတီစစ်ကြောင်းဖို့နေပြီးရင်းလန်းပိုင်းတစ်ခုရှိမှဟုပဲနဲ့ရနဲ့လဝါကြီးရွာတို့တွင်တိုက်ပွဲများပြင်းထန်နေခြင်းဟုကချင်းစစ်ရေးတရင်မြင့်များကပြောပါတယ်။လက်ရှိတွင်ဖားကံမျိုးဝင်လန်းပိုင်းများနာတိုက်ပွဲများပြင်းထန်နေပြီးဖားကံဒေသခံများအနေဖြင့်လည်းစစ်ရေးတရီပြုနေထိုင်ကြရန်ဖားကံဒေသစစ်အာဏာရှင်တော်လန်ရေးတွင်ပါဝင်နေသူများကတရီပေးထားပါတယ်။ဖားကံမျိုးကို KIA မထင်းကျုံနိုင်သေးတော့လေစစ်ကောင်စီအုပ်ချုပ်ရေးရန်နေရာလဲအပြေအဝလဲပတ်ခြင်းမရှိတော့ပါဘူး။ ်ဆိုင်းတောင်ကျေးရွာကို AIA ထိန်းချုပ်ထားပါတယ်။ဒီတခါတိုက်ပွဲကကိုကဆောင်တိုက်ရတာမို့အသာစီးရတယ်။နဲ့ရရွာဘက်ကိုတိုးလာတဲ့စစ်ကြောင်းကိုတိုက်တာမှာတပတ်အတွင်းတရလောက်တည်တဲ့ကိုဘက်မှာကပြင်းထန်တဲ့အထိခိုက်မရှိပါဘူး။မြေပြင်နေထားမှာလည်းအသာစီးရထားတယ်ဟု KIA စစ်ရေးတရင်မြစ်ကပြောပါတယ်။နဲ့ရကျေးရွာဒီဖားကံမျိုးနဲ့ဆဲနှစ်မိုင်ခန့်ကွာမှာရှိပြီးအဆိုပါကျေးရွာရဲစခန်းကို2024တွင် KIA ကတင်းယူထားသည့်စစ်ကောင်စီတပ်သည်မြေပြင်တွင် ထိနာနေတော်လဲလေကြောင်းပိကူဖြင့်ရှေ့တိုးလာနေပြီး နေရချေးရွာကိုပြန်တင်းရန်ကြိုးပမ်းနေသည်ဟုသိရပါတယ်။ထို့ပြင်မြကြီးနားနမတိလဝါတနိုင်ဖားကန်လမ်းမတဆင်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကိုလည်းလဝါချေးရွာတွင် KIA PDF ပူးပေါင်းတပ်ကတိုက်ခိုက်နေပြီးတိုက်ပွဲလုံပြင်းထန်နေပါတယ်။မေလတရက်ကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ၁၃ဦးသေဆုံးပြီးတဦးရှင်ဖမ်းမိကစစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေးသွားကြောင်း KIA သတင်းရင်းမြစ်ကပြောပါတယ်။ဖားကန်ဒေတာဆူတောင်းတောင်မှဒဲရဲဆုတ်ခွာပေးရလိုက်ပြီးဟုသိရပါတယ်။ ကချင်ပြည်နယ်ဖားကတ်မြို့နယ်လဝါကြီးရွာရှိစုတောင်းတောင်နေရာကိုကချင်လွတ်လပ်ရေးတပ်မတော်အေကန်ရေးပူးပေါင်းတပ်ကမေလ၂ရက်တွင်တင်ပိုက်ခဲ့ရာစစ်ကောင်စီတပ်နှင့်ပြည်သူစစ်ကပြန်လည်ထိုးစစ်ဆင်လာရဲ့ယနေ့မေလ၃ရက်တွင် KIA ပူးပေါင်းတပ်များပြန်ဆုတ်ခွာပေးခဲ့ရာကြောင်းကချင်တရင်းမြစ်ကပြောပါတယ်စစ်ကောင်စီတပ်နှင့်ပြည်သူစစ်ပူးပေါင်းတပ်ဆွဲထားသည့်လဝါစုတောင်းတောင်ကမေလ၂ရက်ကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်နှင့်ပြည်သူစစ်ဘက်က၁၃ဦးတေဆုံးကစစ်တုံးမှန်တို့အရှင်ဖမ်းမိခဲ့သည်ဟု KIA တရင်မြစ်တူကပြောပါတယ်ထို့အပြင်စစ်ကောင်စီတပ်ထံမှလက်နက်ဆဲ6လက်သိမ်းရခဲ့ဟုလည်းမင်းကဆိုထားပါတယ်။ KIA ပူးပေါင်းတပ်သိမ်းပိုက်ခဲ့သည့်အဆိုပါဆူတောင်းတောင်နေရာကိုစစ်ကောင်စီတပ်နှင့်ပြည်သူစစ်များကမေလ3ရက်တွင်ပြန်လည်ထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရပါတယ်။လောဝါဆူတောင်းတောင်ကတော့ကျွန်တော်တို့မနေ့ကယထာတာပြန်ပြီးတင်းရတာမင်းစေတန်ဝါယာစုပြည်သူစစ်နဲ့ဝိုင်းမော်ပြည်သူစစ်တွေကအင်အားလုံးရင်းနဲ့ပြန်ထိုးစစ်ဆင်တာသူတို့ကဒေယုံတွေနဲ့အဆက်မပြတ်တရော့ဘုံတွေချ လေရင်ပစ်ကူတွေအလုံးအင်းနဲ့ပြန်လာတော့ကျွန်တော်တို့လည်းဒီနေ့ကတော့အဲ့ဒီဆူတောင်းတောင်ကပြန်ပြီးမှဆုတ်ခွာပေးလိုက်ရတယ်ဒါပေမဲ့အဲ့ဒီပြည်သူစစ်ဘက်ကလူတွေရောအများကြီးပဲတည်တာဟူကချင်းစစ်ရဲတရင်မြစ်ကပြောပါတယ်မေလာနဲ့ရက်ဆူတောင်းတောင်တိုက်ပွဲအတွင်းတည်ဆုံခဲ့သည့်စစ်ကောင်စီတပ်နှင့်ပြည်သူစစ်တပ်ဖွဲ့ဝင်များ၏အလောင်းမတန်းတဲ့ပုံများကိုလည်းကချင်းတရင်မြစ်အချို့ကလူမှုကွန်ရက်တွင် ဖော်ပြထားတယ်လို့သိရပါတယ်စစ်ကောင်စီသည်ဖားကန်းနှင့်တိုင်းဒေသကိုပြန်လည်ဆိုးမိုးထိန်းချုပ်နိုင်ရန်စစ်အင်အားလုံးရင်းဖြင့်အလျက်ရှိပြီး တိုက်ပွဲပြင်းထန်နေပါတယ်။